လစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့နိုင်ငံပေါင်း40ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ကမ္ဘာအိုလံပစ်ဆေးရုပ်ပြိုင်ပွဲမှာအနာဂတ်စန်းသစ်တီချွန်သူပြိုင်ပွဲ Future Innovator အငဲတန်းပွဲစီမှာမြန်မာကလေးငယ်တွေရဲ့ We are Genius မြန်မာကတီထွင်ထားတဲ့ AI အသုံးပြုရှားဖွေကိစ္စရေးဆေးရုပ်က AI Power Search and Rescue Robotic ကနဲ့ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ဒီဆေးရုပ်ကဟာငလင်ဘေးအပါအဝင်တဘာဝဘေးအန္တရာယ်ကြာရောက်တဲ့နေရာဒေသအခြေအနေတွေမှာ လူဝင်ရောက်ဖို့ခက်ခဲတဲ့အပျက်စီးကြိုးကြားတွေကြားအလိုအလျောက်တွာလာကအသက်ရှင်တန်ရတဲ့တက်ရှိတွေကိုရှာဖွေကင်ဆယ်ဖို့ရည်ရွယ်တယ်လို့ We are genius မြန်မာက ပြန်ပွဲဝင်သူဦးဖြစ်သူမောင်ညံကိုကပြောပါတယ်ပြန်ပြောရင်တော့ဒါကျွန်တော်ရဲ့ဒါ robot ကကြတော့ဒါအဲ့ဒီ ဟိုတွက်ခဲ့တဲ့လူတွေနေရာမှာအစားထိုးဖို့တော့လောက်တာဖြစ်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီမလေးငယ်တွေမှာဆိုလို့ရှိရင်သူကတစ်ခေါက်တည်းလှုပ်လှုပ်တာမဟုတ်ဘူး။ပြီးရင်အဲ့ဒီအနောက်မှာဆက်ပြီးရလဲဆက်ပြီးလှုပ်သွားတာဖြစ်ပါခင်ဗျ။အဲ့တော့အဲ့မလေးငယ်တွေမှာဆိုလို့ရှိရင်ဒီလှုပ်လှုပ်ချင်းမှာတွက်ခဲ့လိုက်လို့ရှိရင်နောက်လာမဲ့ငလင်းထက်လှုပ်လိုက်တာ ਨੇ အဲ့ဒီလူတွေပိတ်မိနိုင်တာရှိပါခင်ဗျ။အဲ့ဒါကြောင့်ဒီလူတွေနေရာမှာအစားထိုးပြီးတော့ဒီကောက်တော့ဖို့အတွက်ထွင်တာဖြစ်ပါခင်ဗျ။ဒီကရမတ်လ28ရက်နေ့ကစကိုင်းပြည်ရွေမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့် လူပေါင်း9000ကျော်တည်ဆုံခဲ့ရပြီးတမိုင်းဝင်အဆောက်အဦတွေဇီဒီပချိုးတွေနဲ့လူငယ်တိတ်တာအဆောက်အဦတွေများစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီလိုသဘာဝဘေးတွေဖြစ်လာတဲ့အခါအခုလို AI အတုံးပြူရှာဖွဲ့ကစီရေးစရုပ်ကားတွေကလူအတက်တွေကိုကြီးကြီးရောက်ကွယ်ဖို့နဲ့ကဲတင်ဖို့အတွက် We are Genius မြန်မာကအတင်းသားတွေကတီထွင်ခဲ့ကြတာဖြစ်ပါတယ်။ We are Genius မြန်မာအတင်းသားတွေဟာပြည်ဦးလင်မျိုးရှိ We are Genius Basic Science School ကကျောင်းသားတွေဖြစ်ပြီး သူတို့တွေကိုနိပညာနဲ့ပတ်သက်ပြီးလေ့ကျင့်သင်ကြားပေးပြီးတဲ့နောက်အောင်မြင်မှုရလာတဲ့အပေါ်ကျောင်းတည်ထောင်သူလည်းဖြစ်သူဆရာမဖြစ်သူတို့တင်ကြီးဝင်းကအခုလိုပြောပါတယ်โอเคเอ่อဒီပညာရည်တွေကလူတိုင်းကအဲပတ်စံရှိမှပေါ့เนาะအချိန်တခုရောက်မှဒီပညာရည်တွေကိုသူတို့ကလေးတွေကလေ့လာနိုင်တယ်လို့လူတိုင်းထင်ကြတာပေါ့ကျွန်တော်တို့ဒီသင်တန်းလေးကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကလည်းလူတိုင်းသာမရွေးဒီပညာရည်ကိုဝါသနာတဲ့ ဝန္ဒနာပါတဲ့ကလေးတိုင်းတက်နိုင်အောင်လို့ဆိုပြီးကျွန်တော်တို့သူတို့တင့်တင့်နဲ့ဈေးနှုန်းလေးနဲ့တရားလေးလုပ်ပေးထားပါတယ်။တကယ် international မှာဆိုရင်တော့ကျွန်တော်တို့၃နှစ်လောက်ကနေဒီပညာရည်တွေကိုစပြီးသင်ပေးတယ်ပေါ့။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာတော့ကျွန်တော် WEA Genius ကနေပြီးတော့အသက်9နှစ် Grade 1စတက်တယ်ဆိုရင်ကျွန်တော်တို့ဒီပညာရည်တွေကိုစပြီးသင်ပေးလို့ရပါပြီ။ဟုတ်ပုံမှန်လဲလက်ရှိလဲကျွန်တော်တို့တင်တန်းကနေ9နှစ်ကနေစပြီးသင်ပေးနေပါတယ်။ဟုတ်ကဲ့။ကမ္ဘာ့ဆေးရုံ Olympic Asia Pacific ပြိုင်ပွဲကို ီကရက်စတမလာ19ရက်နေ့ကနေ23ရက်နေ့အထိဖိလစ်ပိုင်နိုင်ငံမှာနိုင်ငံပေါင်း40ကဖွဲ့ပေါင်း180ဖွဲ့ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့ We are Genius မြန်မာအတင်းသားတွေဟာတက်ဆက်တဲ့အရွယ်ဖြစ်ကြတဲ့မောင်မိုးပြည်စုံကျော်မောင်ကျော်မုန်းခန့်စော်နဲ့အသက်17နှစ်အရွယ်မောင်ညံကိုရိုဖြစ်ကြပါတယ်။ဒီလိုမြန်မာကလင်းငယ်တွေစရုပ်ကားတွေတည်ထောင်နိုင်ပြီးကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာဥရောပနဲ့အာရှကထိပ်တန်းနိုင်ငံတွေကိုကျော်လွန်ပြီးအနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။လာမယ့်အောက်တိုဘာလမှာလည်း ကမ္ဘာအဆင့်နိုင်ငံပေါင်း103နိုင်ငံပါဝင်တဲ့ပြိုင်ပွဲတွေကိုဆက်လက်ရှင်ပြိုင်တွားမှာဖြစ်တယ်လို့ World Robotics Olympic မြန်မာက organizer တူဖြစ်သူအတ္တိကပြောပါရယ် အာဆိုတော့အခုကဒါကျွန်တော်တို့ခုနပြောသလိုဒီ Asia Pacific region ဒါအာရှတိုက်အာနဲ့ဒီဒီအာရှတိုက်တရားနိုင်ငံနေနဲ့အဓိကအရှင်ပြိုင်ရတဲ့ပြိုင်ပွဲပေါ့နော်ဆိုတော့အဲ့အထဲထဲမှာဒါကျွန်တော်တို့ဒါပြိုင်ခဲ့တဲ့နိုင်ငံတွေမှာတိုက်အာ Chinese Taipei Taiwan အာ Hong Kong စတဲ့ Japan စတဲ့ဒါနီးပညာဟိုဒါအများကြီးပဲဟိုဒီသိပ္ပံနီးပညာကိုအများကြီးပြည့်စုံပြည့်ထောင်မင်းနေကြတဲ့နိုင်ငံတွေအများကြီးပါတယ်အဲ့အထဲထဲကနေမှာမြန်မာပထမကိုစုကိုရခဲ့တာပေါ့နော်ဆိုတော့ဒါမြန်မာနိုင်ငံရဲ့ဒါအကြောင်းစုံအကြောင်းသားတွေရဲ့ရေချင်းကိုလည်းဒီမှာတစ်ခါရေးပြပေးတာ ဖြစ်တယ်။နောက်ထပ်အဆင့်အနေနဲ့ကတော့ကျွန်တော်တို့ဒါကဘာအဆင့်ဒါဒါကဘာနိုင်ငံပေါင်း100နဲ့3နိုင်ငံပါတယ် International Final ပွဲတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်ပိုင်သွားဖို့ရှိတယ်။အာအဲ့ဒီပွဲစဉ်တွေကလည်းဒါလာမယ့် November လကျလို့ရှင်ရင်အာရှင်ပိုင်သွားရမှာဖြစ်တယ်ပေါ့နော်။ဟုတ်။အာရှ Pacific ဒေသရဲ့စစ်ရုပ် Olympic ပြိုင်ပွဲမှာပထမရခဲ့တဲ့မြန်မာအတင်းဟာစုကြေးရရှိခဲ့တာမဟုတ်ပဲအမတရားစုစည်းကိုရာရရှိခဲ့တာဖြစ်ပြီးလာမယ့်ပြိုင်ပွဲတွေကိုလည်းဆက်လက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ ်ဝါရိုဘိုတစ်အိုလံပစ်ဆိုတာကကမ္ဘာတဝန်းကလူငယ်တွေအတွက်ကျင်းပပြုလုပ်ပြီးတဲ့နိုင်ငံတကာဆက်ရုပ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Robo Mission, Robo Sport, Future Innovators, Future Engineers ဆိုပြီးပွဲစဉ်အမျိုးအစား၄မျိုးခွဲပြီးကျင်းပတာဖြစ်ပါတယ်။ကျွန်မဟန္နာပါ။